ချောင်းရှိရခုမဆက်ခုမခုနေနိုဘယ်ဝါလာ90ရက်ယနေ့လူနည်းမျိုးတွင်နမဲကျော်ဒီထွင်းသူသောမတ်အက်ဒီဆန်သည်အတန်မြအားကိုမှတ်တမ်းတင်ပြီးပြန်လည်ဖွင့်နိုင်သည့်ဆက်တစ်ခုကိုပထမဆုံးကျင် အောင်မင်းစွာဒီထွင်းနိုင်ခဲ့ကြောင်းကြေညာခဲ့သည်ဤဆက်ကြောင်းဂီတနှင့်အတန်သွင်းခြင်းလုပ်ငန်းများအပေါ်ပေါက်လာခဲ့သည်ထိုဆက်၏အမိမှာအဖယ်သည် A telephone telephone B လက်စစ်မီသည် incandescent light bulb C. Phonograph, Debya Khunza. D. Radio. အဖြစ်မှန်မှာ C. Phonograph, Phonograph Fati. တထောက်ရှိရရှစ်ဆက်ခုနှခုနေနွေမာလာနေစတိရဲ့နေတယ် Thomas Edison ဒီအတန်ကိုမှတ်တမ်းတင်ဒီပြန်လဲဖွင့်နိုင်ဒီကဘာပထမဆုံးဆက်ကိုတီထွေနိုင်ခဲ့ကြောင်းကြေညာခဲ့သည် ဤဆက်သည့်အတန်ကိုတန်ဖြူပြားပါခရင်မှတ်တမ်းတင်ခဲ့သည်ဤတီထွင်မှုသည်လူသမိုင်းတွင်အတန်သွင်းခြင်းနှင့်ပြန်လဲဖွင့်ခြင်းကိုပထမဆုံးအကြိမ်ဖြစ်လွန်နိုင်ခဲ့ခြင်းဖြစ်ပြီးနောင်တွင် ကြမ်းရှိသောဂီတနှင့်အတန်သွင်းခြင်းလုပ်ငန်းများအလုံးအသက်လမ်းဖွင့်ပေးခဲ့သည်